အံ့ဖွယ်လူသားနှစ်ပေါင်း90လက်မြောက်ထားတယ်။အိန္ဒိယကရသေချင်မြုံချနိုင်စရာဇလန်အားလုံးပဲမင်္ဂလာပါ။ MCL Dots New Channel ကနေကြိုဆိုပါရစေ။ဟိန်နူနတ်ဖျားရှိပါကိုကိုကိုွယ်ခြင်းနဲ့ကပငင်းချင်းအတွက်တောင်းဆိုခြင်းနဲ့ဖြင့်သူရလက်ကိုနှစ်ပေါင်း90ကျောင်းမြောက်ထားခဲ့တဲ့အိန္ဒိယကအမျိုးသားတအုပ်ဖြစ်ပါတယ်။နားထောင်ကြည့်ရုံနဲ့မြုံနိုင်စရာပဲဖြစ်ပါတယ်။ဘာလို့ဒီလိုလုပ်ရတာလဲ။သူကကမ္ဘာငင်းကြိုင်ကိုတောင်းဆိုနေရတယ်။1980မှာသူကသူ့ရဲ့မိသားစုကိုစွန့်ပစ်ပြီးဘာသာရေးကိုမြှုပ်နှံခဲ့ပါတယ်။ ၃နှစ်ကြာမှသူကကဘာကြီးကိုငြိမ်းချမ်းစေခြင်းနဲ့ဆန္ဒနဲ့သူ့ရဲ့လက်ကိုမိုးပေါ်ထောင်လိုက်ပါတယ်။နှစ်ပေါင်း90အဲ့ဒီလက်ကြီးကိုဘလို့များအဲ့ဒီအနေထားမှာရှိနေနိုင်တာလဲ။ဆရာဝန်ထံကသူ့လက်ကအကြွက်သားတွေညှို့နှံပြီးခံစားမှုမဲ့သွားပြီလို့ပြောတယ်။သူ့လက်ကိုပြန်ချဖို့ဆိုတာခွဲစိတ်မှုလုံးမရမယ်။ဒါပေမဲ့ဒီခွဲစိတ်မှုကလည်းအန်နီရဲ့များလုံးလို့ဘာမှမလုပ်တာကပိုကောင်းတယ်လို့ပြောကြားခဲ့ပါတယ်။သူကကဘာကြီးကိုငြိမ်းချမ်းစေခြင်းနဲ့ဆန္ဒတစ်ခုတည်းနဲ့ဒီလောက်ကြာခံနိုင်ရှိခဲ့တာ။လူတွေကဘာလို့ချင်းချင်းတိုက်ခိုက်နေကြလဲဘာလို့အမောင်းတရားတွေပြင်းနေရလဲဆိုတာကိုသူကမေးခွန်းထုတ်နေရပါ။ ူဆက်ကားတွေကရိုးရှင်းပင်မဲ့အင်မတန်ဒိတ်တန်ရှိတဲ့ငါတို့အတွက်လည်းတယောက်နဲ့တယောက်ငြိမ်းချမ်းစွာနေထိုင်နိုင်ဘလောက်ကောင်းလိုက်မလဲ။အမပါတီရဲ့ဇလံကငါတို့အလုံးကိုစဉ်းစားစေတဲ့ငါတို့ရဲ့ကဘာကြီးကိုပို့ကောင်းဘလို့လုံလဲဆိုတာကိုစဉ်းစားစေ။ဒီနေ့တော့ဒီလောက်နဲ့ပဲရှင်းနာပါမယ်။ဆုံးထိကြည့်ရှုပြရပရိသတ်အလုံးကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင်။